ရသဗျာကတမပတိတုတ်တံမှာဟောထားတာရှိတယ်။အကုသိုလ်တွေကို တားဆီးနိုင်တဲ့ကုသိုလ်စိတ်ဆွမ်းအားပေါ့။အကုသိုလ်တွေကိုတားဆီးနိုင်တဲ့စိတ်ဆွမ်းအား၅မျိုး။အဲဒီစိတ်ဆွမ်းအား၅မျိုးကိုပဲတေခပုဂ္ဂိုလ်ရဲ့အင်အားလို့ရသဗျာလို့ဟောတယ်။တေခပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေလဲလို့ဆိုရင် တာမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်သောတာပန်ပုဂ္ဂိုလ်တဂရဂံပုဂ္ဂိုလ်အနာဂံပုဂ္ဂိုလ်ဓာရီကိုသိက္ခာပုဂ္ဂိုလ်လို့ခေါ်တာပဲယဟန္တာဖြစ်သွားပြီဆိုလို့ရှိရင်အသိက္ခာပုဂ္ဂိုလ်သိက္ခာလို့လည်းခေါ်တယ်အသိက္ခာလို့လည်းသုံးတယ်သိက္ခာလို့လည်းခေါ်တယ်အသိက္ခာလို့လည်းခေါ်တယ်ပေါ့ဒီစကားလုံးဟာတူတူပဲဒါလို့မှတ်အဲ့တော့တိခသို့မဟုတ်တိခဆိုတာဘယ်လိုပုဂ္ဂိုလ်တွေလဲလို့ဆိုရင် မဂ္ဂရှိပါအကျင့်တရားကို မပြီးဆုံးသေးလို့ဆက်လက်ကျင့်ကြံကြိုးကုပ်အားထုတ်နေရလုပ်ငန်းမပြီးသေးလို့ကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုသိခပုဂ္ဂိုလ်အင်္ဂလိပ်လိုပြန်ကြတဲ့အခါကျတော့ trainee လို့ပဲပြန်ကြတယ်ပေါ့နော်သင်တန်းယူနေတဲ့ပုဂ္ဂိုလ်လေ့ကျင့်နေတဲ့ပုဂ္ဂိုလ်သောတာပန်ဆိုတာလဲအလုံးမပြီးသေးဘူးလေ့ကျင့်နေတာပဲတဂရဂံကလည်းမပြီးသေးဘူးလေ့ကျင့်နေအနာဂံဖြစ်တော့လည်းမပြီးသေးဘူးလေ့ကျင့်နေ ရဟန္တာဖြစ်ပြီဆိုတာမှလေးချင်းစရာကုံသွားပြီပြပြဆုံသွားပြီဒီလိုပြောတာเนาะအဲ့တော့ရဟန္တာပုဂ္ဂိုလ်ဖြစ်ပြီဆိုတဲ့အခါမှာကတံကရဏီယံလောက်ဆရာတွေလုတ်ပြီးပြီဘုသိတံဗြဟ္မစရိယမဂ္ဂင်ရှိပါအရှင်တရားကိုပြပြဆုံအောင်ရှင်းသုံးပြပြီလို့ပြောလို့ရတယ်။ဉာဏ်ပုဂ္ဂိုလ်တွေကလောက်ဆရာတွေတန်းလန်းမယ်ဒီလိုပဲရှိတယ်ပေါ့အဲ့ဒါလို့လောက်ဆရာတန်းလန်းတဲ့ချင့်ကြံအထုတ်နေစေပုဂ္ဂိုလ်တွေဟာ ပုရုဇဉ်တွေရောမပါဘူးလားဆိုတော့အလျော်အဖြစ်ပုရုဇဉ်တွေလည်းလုံနေတယ်ဆိုတော့အရှုထောင်းကကြည့်မယ်ဆိုလို့ရှိရင်ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာလည်းပဲသီလကိုစောင့်သုံးနေကြတယ်ကမ္မထံဘာဝနာပွားများအထောက်နေကြတယ်ဒီပုဂ္ဂိုလ်တွေလည်းပဲထဲ့မယ်ဆိုရင်ချက်30ပုဂ္ဂိုလ်လို့ဒီလိုပြောရမှာပြောမစရင်တော့သူတို့ကတကယ် beginner တွေပေါ့အစကလေးပဲရှိသေးတဲ့ပုဂ္ဂိုလ်အဲ့တော့အဲ့ဒီလို မြတ်သောအကျင့်ကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေမှာအကုသိုလ်တွေမဖြစ်ဖို့အတွက်တားဆီးနိုင်တဲ့စွမ်းအားတွေဆိုတာဘာတွေလဲတိခဗလခုလိုကျင့်သုံးနေထိုင်နေတဲ့အချိန်မှာအကုသိုလ်မဖြစ်အောင်ဟန်တားထားနိုင်တဲ့စွမ်းအားဆိုတာရှိတယ်။ဘယ်ရာပဲဖြစ်ဖြစ်အင်အားကိုအသုံးပြုပြီးတော့ဟန်တားကြရတယ်။စွမ်းအားမရှိလို့ရှိရင်ဟန်တားနိုင်စွမ်းမရှိဘူး။ အကုသိုလ်ဆိုတာဟာလည်းပဲအမတမဖြစ်လွယ်လူတွေရဲ့တန်အာတဝဆိုတဲ့စကလုံးကိုပဲကြည့်အာတဝဆိုတာအမြဲတမ်းလူတွေရဲ့တန်တာမှာစီးဝင်နေတဲ့တရားဘယ်ကနေစီးဝင်လို့ဆိုမျက်စိကစီးဝင်တယ်နားကစီးဝင်တယ်နှာခေါင်းကစီးဝင်တယ်လျှာကစီးဝင်တယ်ခန္ဓာကိုယ်ကစီးဝင်တယ်စိတ်ကစီးဝင်တယ်လို့ဆိုဒါရ6ပါးကနေပြီးတော့ လောဘတို့ဒိဋ္ဌိတို့မောဟတို့ဆိုတာတွေဟာတတဝရရဲ့တဏ္ဏမှာစီးဝင်နေတဲ့တရားစီးဝင်နေဆိုရဲမပြတ်ဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအဲ့တော့အာတဝါဆိုတဲ့တရားဟာအဗ္ဗဓမ္မအရာကျဲတယ်ဆိုလိုတာကတော့လောဘပေါ့အဓိကကတော့လောဘဟာလူရည်ရဲ့တဏ္ဏမှာမပြတ်စီးဝင်တယ်မျက်စိကစီးဝင်နေဆိုတာ မြင်စရာအာယုံတစ်ခုကိုမြင်လိုက်ရင်နှစ်သက်ခြင်းနဲ့သွားနှစ်သက်စရာအာယုံကိုမြင်လို့မျက်စိကမြင်ပြီးတော့လောဘဖြစ်လိုက်ပြီဆိုရင်ဒါမျက်စိကစီးဝင်တယ်လို့ခေါ်တာနားကနားထောင်ပြီးတော့လောဘဖြစ်လို့ရှိရင်နားကစီးဝင်တယ်လို့ခေါ်တယ်နှာခေါင်းကအနံ့ရပြီးတော့ထိုအနံ့ပေါ်မှာတွေ့တာမှုတဏှာဖြစ်လို့ရှိရင်ဒါနှာခေါင်းကစီးဝင်တယ် လျာကနေအရသာခံပြီးအရသာကောမှာတတ်ပတ်တဲ့တဏှာဖြစ်ရင်ဒါလျာကစီးဝင်တယ်လို့ပြောတာခန္ဓာကိုယ်မှာထိတွေ့လို့ထိုးထိတွေ့ပုံမှာตายမမောလို့ရှင်အဲ့ဒါကာယကစီးဝင်တယ်လို့ဒီလိုပြောတာစိတ်ကူးပြီးတော့လူတွေကလည်းပဲအတွေးနဲ့ခြေနှက်နေတာရှိတယ်အဲ့ဒီအတွေးတွေမှာလောဘဖြစ်နေလို့ရှင်လေဒါမနကစီးဝင်တယ်လို့ဒီလိုဓာရ6ပါးကနေပြီးတော့လူတွေရဲ့တဏှာမှာ မပြတ်စည်းဝင်နေတဲ့ဒီအကုသိုလ်တရားတွေကိုတားဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးပေါ့မလွယ်ဘူးဆိုတာကိုယ့်ရဲ့နေစဉ်ဘဝကိုပဲကိုချစ်ဟောကိုယ့်ရဲ့နေစဉ်ဘဝကိုကိုချစ်အမတ်တမဲနေရင်စည်းဝင်နေတာဆိုတာမသိဘူးလောဘတွေစည်းဝင်နေတယ်ဆိုတာမသိဘူးတွေ့တာမှုတွေစည်းဝင်နေတာတွေမသိဘူးအဲ့ဒါတွေကိုသိအောင်ဒါကြောင့်မို့ တိဆိုတာထူထောင်ကလောဘကိုလောဘမှသိသိလအောင်တန်ပစင်ညာဆိုတဲ့အသိပညာရအောင်တတိနဲ့တန်ပစင်ညာနှစ်ခုနဲ့ပူးတွဲပြီးတော့လေ့ကျင့်ရဒါတွေသိဖို့ရတဲ့အဲ့ဒီပူးတွဲပြီးတော့လေ့ကျင့်တဲ့ဤစနစ်ကိုမြတ်စွာဘုရားကမဟာတတိပဒနာတုတ်မှာတန်ပစင်ညာပပဆိုပြီးတော့ဟောထားတာဟဲ့တန်ပစင်ညာပပဆိုတာတတိနဲ့တန်ပစင်ညာဆိုလိုတာကတတိနဲ့တန်ပစင်ညာဆိုတာ တတိတရားနဲ့ဆင်ကျင်တုံတရားဒီနှစ်ခုနဲ့ကုသဏ္ဍမှာအကုသိုလ်တွေဖြစ်တာကိုစောင့်ကြပ်ပြီးတော့ကြည့်နိုင်အောင်လို့ရသပြာဒီလိုခေါ်တာအဲ့တော့ဒီလိုစောင့်ကြပ်ပြီးတော့ကြည့်နိုင်တဲ့ဒီတရားတွေကိုဘာလို့ခေါ်တာတော့လို့ဆိုတံဝရလို့ခေါ်တယ်သူတို့တံဝရဆိုတာအဆုတ်အပိတ်အကုသိုလ်တွေမဝင်ရအောင်ဆုတ်နိုင်ပိတ်နိုင်မှရလူတွေကကြည့်လေ ချင်းနေတောင်းကျမ်းတဲ့နေရာမှာဆိုရင်ချင်းမဝင်အောင်ဆိုးကြပိတ်ကြချင်းလုံးစကားတွေလောက်တယ်သို့မဟုတ်ချင်းအောင်ချပြီးတော့အဲ့ဒါချင်းမဝင်အောင်ဆိုးပိတ်ထားတယ်ပေါ့အဲ့ဒါလို့ဆိုးပိတ်ဒါဟာပထမဆုံးစ조사မှုတစ်ခုပဲပေါ့သမ္မဝါယာမမှန်ကန်တဲ့ကြိုးပမ်းအထောက်အမှုဆိုတာအဲ့ဒါလို့ဆိုးပိတ်ထားအောင်ပြောတာမကောင်းတဲ့ကိုယ်အန္တရာယ်ဖြစ်စေမဲ့အရာမဝင်ရအောင်ဆိုးပိတ် မနိုင်လို့ဝင်လာပြီဆိုရင်ဖယ်ရှားဖို့ကြိုးစားဟောတာတမဝါယာမရဲ့လုပ်ငန်းတန်းခုအဲ့ဒီလုပ်ငန်းတစ်ခုနဲ့အကုသိုလ်တွေကိုမဖြစ်အောင်ဆုတ်ပိတ်တယ်ဖြစ်လာတဲ့အကုသိုလ်တွေကိုဖယ်ရှားဖို့ကြိုးစားတယ်နောက်တစ်ဖက်ကလည်းပဲမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်လာအောင်ကြိုးစားတယ်ဖြစ်ပြီးသားကုသိုလ်တရားတွေတိုးပွားလာအောင် ကြိုးစားတယ်ဆိုတဲ့ကြိုးစားမှု၄ရက်၄ဘက်၄ထံကကြိုးစားအထုံမှုဆိုတာအဲ့ဒီကြိုးစားအထုံမှုတွေဟာ ဘာနဲ့အခြေခံပြီးကြိုးစားအထုတ်လဲလို့ဆိုရင် ခုနပြောတဲ့တတိတံပစင်ညာခြေခံပြီးတော့ကြိုးစားအထုတ်မှအောင်မြင်တယ်။ဘာလို့လဲဆိုရင်အကုတတိတံပစင်ညာကင်းမဲ့နေတဲ့ပုံကိုယ်ရအကုတို့ဖြစ်လို့လည်းဖြစ်မှမသိဘူး။အကုတို့ဖြစ်လို့ဖြစ်မှမသိတဲ့အတွက်ကြောင့်ထိုအကုတို့ကိုဖယ်ရှားဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့အခြေအနေတစ်ခုရှိတယ်။ဒါကြောင့်မို့ကိုယ်ဘဝကိုယ်အခြေအနေဒီအာတဝါလို့ဆိုတဲ့ဒီတရားတွေ မျက်စိနာနာလျာကိုစိတ်လို့ဆိုတဲ့ဓာရ၆ပါးကမပြတ်စည်းဝင်နေတဲ့သဘောတရားတွေကိုသိရှိအောင်တတိနဲ့တံစင်ညာနဲ့လေးလာရမယ်။အဲဒီလိုလေးလာတဲ့အခါမှာအကုသိုလ်တွေကိုဆုတ်ပိနိုင်တယ်လို့မြတ်စွာဘုရားကတမပတ္တိတုတ်တံမှာဟောထားတဲ့ဒီစွမ်းအား၅မျိုးစိတ်စွမ်းအား၅မျိုးရှိတယ်။အဲဒီစိတ်စွမ်းအား၅မျိုးဟာညတော်ချင်းကိုကျင့်နေစေဖြစ်တဲ့ တိခပုဂ္ဂိုလ်တွေရှိရမဲ့စွမ်းအားတွေပဲလို့ဗလဆိုတဲ့နာမည်နဲ့ဟောတာဘယ်ရာပဲဖြစ်ဖြစ်အင်းအားရှိလာမှဖြစ်တယ်သဘာဝတရားမှလည်းပဲစိတ်ဓာတ်ဆိုတာလည်းအင်းအားရှိမှခုခံနိုင် အားမရှိရင်မခုခံနိုင်ဘူးပေါ့အင်းအားရှိအောင်ကိုကပြုစုပြောထောင်ပြီးတော့ပေးရတယ်လို့ဒီလိုအဓိပ္ပာယ်မျိုးနဲ့ဟောတာအဲ့တော့စိတ်စွမ်းအားတွေကို စိတ်ဆွမ်းအားတွေဆိုတာဘာတွေလဲလို့ပြောမယ်ဆိုလို့ရှိရင်နံပါတ်1ကတတ္ထာတဲ့တတ္ထာဆိုတဲ့စကားလုံးကိုယုံကြည်တယ်လို့ပဲခွန်ကြီးတို့တွေပြန်ကြတယ်ပေါ့မြန်မာလိုပြန်တဲ့ခါမှာယုံကြည်တယ်အဲ့တော့ယုံကြည်မှုဆိုတာတွေနဲ့ပတ်သက်လာတဲ့အခါကျတော့အရက်ထဲမှာလိမ့် လိမ့်လိမ့်လှိစားသွားတဲ့လူလိမ်ကိုသွားယုံပြီလို့ဒုက္ခရောက်တယ်ဆိုရင်ယုံကြည်မှုတွေနဲ့သွားပြီးရောထွေးတတ်တယ်ပေါ့ဒါကြောင့်မို့တတ္တာဆိုတဲ့ယုံကြည်မှုကဒါမျိုးဆိုလိုတာမဟုတ်ဘူးတတ္တာဆိုတာယုံကြည်မှုဆိုတာဘာလဲလို့ဆိုရင်ကုသဏ္ဍမှာဖြစ်ပေါ်လာတဲ့တရားဟာကိုယ်နဲ့သာသက်ဆိုင်တယ်လို့ယုံကြည်တာကိုယ်လုပ်တာကိုယ်ပဲတာဝန်ရှိတယ်လို့ယုံကြည်တာ ဒါကိုစာလို့ပြောတော့ကံကံဤအကျိုးယုံကြည်တယ်လို့ပြောတာကံဆိုတာဘယ်သူလောက်တာတော့ဆိုကိုလောက်တာပဲလေအဲ့တော့ကိုလောက်တဲ့အပေါ်မှာကိုတာဝန်ယူတာတာဝန်ယူတယ်ဆိုတော့ responsible ဖြစ်တာကိုလက်ခံတာကိုပြောတာ